အကယ်၍မျက်တပြောင်တိုက်ပြီးသူများကြွေးတွေမဆက်လို့ရှင်လေနောက်ဘွားဟာဘလို့မှကောင်းစားလာမှာမဟုတ်ဟုတ်သူများကြွေးဆိုတာအမြဲတမ်းကြောက်စရာကောင်းတယ်ငယ်ငယ်တုန်းကကြုံမှုတဲ့အဖြစ်ပြက်ကလေးတခုပြောရမယ်ဆိုရွာတရွာမှာညီကိုနှစ်ယောက်ရှိတယ်အကူလုံးတဲ့ပုဂ္ဂိုလ်ကညီထံကနေပတ်စံလေးခဏချီးတယ် အများကြီးဖောက်ဘူးအဲ့ဒီခက်ကနှင်းငယ်နေပဲခဏချီးပြီးတော့အတော်နဲ့ပြန်မပေးဘူးရုပ်တရက်နောက်ဆုံးမှယောဂရပြီးရွှေမဆက်ရပဲနဲ့တေးသွားတယ်တေးသွားတော့အဲ့ဒီအကိုလုံးတဲ့လူကဘယ်သွားဖြစ်တော့ဆိုသူညီရဲ့အိမ်သွားပြီးတော့ကျွဲဖြစ်တယ်ဟောကျွေးဆိုတာမျိုးကကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့ မရာဆိုရင်နဲ့မှာနမရောမေနုမင်းပြင်းမင်းထံတင့်တဲ့အခါမှာဆရာဥပုဂ္ဂိုလ်သွားကြော်တယ်နမရောမေနုဟာဒီမင်းပြင်းမင်းထံနဲ့ပြည်တံပေးခြင်းကိုခံရတော့ဆရာဥပုဂ္ဂိုလ်က သူ့เจ้าအမကြီးကိုဘလို့ဆုံးမတော့ဆိုမိနုရေကျွေးရှိရင်တော့ဆက်ရမှာပဲလို့ပဲပြောလိုက်တယ်နော်ကျွေးရှိရင်ဆက်ရတတ်တယ်ကောအဲ့ကျွေးဆိုတာတင်းမကောင်းဘူးကောဘာပဲဖြစ်ဝကျွေးပဲဖြစ်ဖြစ်ဘာကျွေးပဲဖြစ်ဖြစ်ကျွေးရှိနေမှာအဲ့ဒီအကိုလုတဲ့လူဟာကျွေးမပေးနိုင်မဲနဲ့တည်သွားတော့ကျွဲဘွားရောက် ကျွဲဘဝမှာကျွေးဆက်တဲ့အနေနဲ့သူခိုင်းတဲ့ပြောင်လုတ်ပြရကျွဲဆိုတဲ့တရားကိုလူတွေစဉ်းစားကြည့်ချော့မော့ခိုင်းတာမဟုတ်ဘူးတပြားနဲ့ရိုက်ပြီးတော့ခိုင်းတာနှမကျုပ်ထိုးခိုင်းလူဘဝလာတဲ့ကျွဲဆိုတော့မမေ့နေတာတော့ရှိကျွဲဘဝမှာတိတ်မကြဘူးတည်သွားတဲ့အခါကျတော့အဲ့ဒီရွာမှာပဲလူပြန်ဖြစ်တယ် လူပြန်ပြင်းလို့တိရတဲ့အရေးရောက်တော့အဲ့ဒီမှာသူကြောက်ပြီးတော့အင်္ဂါဘက်ဆံလေးယူပြီးတော့သူညီစီသွားတယ်သူညီကဖိုးကြီးဖြစ်နေပြီဘက်ဆံလေးသွားပေးပြီးပါပြောတော့ဆိုမင်းရငွေလေးအနည်းငယ်နဲ့ငါ့ကိုမင်းရိုက်လိုက်တာကွာ မင်းရိုက်တာငါခံလဲရတာရောပါခြေပါတော့မင်းငွေလေးတလောက်လေးဒါပေးပါလဲဆိုခြေပြန်ဆက်တယ်လို့ဒါတကယ်ဖြစ်ပြက်လို့ပြောတယ်နာမည်နဲ့နေဘောပြောကြတယ်အဲ့တော့ဒါတွေကမရှိဘူးလို့မောင်းမိတယ်လူတွေထဲမှာဒါတွေကရှိ